ပြောချင်တာလေးတစ်ခုရှိသေးလို့ပြောပြရစေဦးနော်ဆိုတော့ဒီရပိုင်းလေးပေါ့ဒီရပိုင်းလေးကလေ Facebook ပေါ်မှာပေါ့လေသူတစ်ဖြင့် post လေးတွေအာ video file လေးတွေတွေ့တယ်ဘာလေးတွေတွေ့လဲဆိုတော့မန္တလေးမြို့ကန်တချို့ရဲ့ရင်းနှင်းစကားလေးတွေပေါ့လာကူစရာမလိုဘူးမန္တလေးကိုနော်ငါတို့မန္တလေးကိုလာကူစရာမလိုဘူးငါတို့မန္တလေးကအာငါတို့ မြို့ကန်ကြီးကကုတဲ့အားနဲ့တောင်မှဘယ်ပိုရှန်နေသေးတယ်ဘသူမှလာကူစရာမလိုဘူးပြန်ချင်းပြန်သွားဒီမှာလာမကူနဲ့ဟိုမှာသွားကူဟိုကလူတွေကဂျေဆုတင်လိမ့်မယ်ငါတို့တော့လာကူစရာမလိုဘူးစသဖြင့်မန်လေးတွေမာနာလေးတွေနဲ့မြို့ကန်တချို့ရဲ့ post လေးတွေအဲဗီဒီယိုဖိုင်လေးတွေတွေ့တယ်အဲ့တော့အဲတစ်ဖက်ကလည်းညီရကြားရတဲ့သူတွေကလည်းစိတ်ဆိုးကြတာပေါ့နော် ဒေါသထွက်ကြတာပေါ့လေဆိုတော့ကျွန်မပြောချင်တာကတော့ပထမတစ်ပိုင်းလေးပေါ့ပထမတစ်ပိုင်းပြောချင်တာကဒီ post တွေတင်နေတဲ့ဒီ video file တွေနဲ့ပြောနေတဲ့သူတွေဟာတမျိုးလုံးကဒုက္ခရောက်နေတဲ့သူတွေကိုကိုးစားမပြုပါဘူးတမျိုးလုံးကသူတို့ပြောနေတဲ့စကားလုံးများသည့် မြို့ထဲမှာရှိနေတဲ့ဒုက္ခရောက်နေတဲ့သူတွေငလင်ဘေးဒဏ်ခံစားနေရတဲ့သူတွေရဲ့ရင်သွင်းစကားအစ်စ်အမှန်မဟုတ်ပါဘူးဒါလေးကိုအခြားသောပြည်သူလူထုတွေကနားလည်ပေးပါနော်သူတို့ရဲ့ယူသွုံမှုအရာဒါလင်ပြောခြင်းဖြစ်တယ်သူတို့ရဲ့ any attention အရာဒါလင်ပြောခြင်းဖြစ်တယ်မြို့ကန်လူထုရဲ့ကိုစားပြုတဲ့စကားလုံးတွေမဟုတ်ပါဘူးဒါကြောင့်မလို့ ignore လုပ်လိုက်ပါလို့ပဲကျွန်မပြောပြရစီ နော်နောက်တစ်ချက်နောက်တစ်ချက်ကကြတော့ကျွန်မအများကိုပြောချင်တာပေါ့ကျွန်တော်တို့တွေကကျွန်တော်တို့ကမြန်မာနိုင်ငံတော်အလံအောက်ကမြန်မာနိုင်ငံတော်သူမြန်မာနိုင်ငံတော်သားတွေဖြစ်တယ်အဲ့တော့ဟိုမြို့သားမန္တလေးမြို့သားရန်ကုန်သားနော်စကိုင်းသားဟာပုဂံသားရယ်လို့ကျွန်တော်တို့တွေကဒါကတော့မြို့ကိုချစ်ခင်တဲ့စိတ်နဲ့ပြောကြခြင်းပဲဖြစ်တယ်အဲ့တော့ဒါတွေဟာ အကုန်လုံးဒီမြန်မာနိုင်ငံတော်အလံအောက်မှာပဲရှိတဲ့တသွေးတဲ့တသားတဲ့သောမြန်မာနိုင်ငံကတိုင်းရင်းသားညီကိုမောင်နှမတွေပဲဖြစ်တယ်အဲ့တော့အရေးကြီးရင်တွေးစီရမယ်နော်အဲ့ဒါကိုဟိုမျိုးသားမလို့ဒီမျိုးသားမလို့ဆိုပြီးတော့မှကျမတို့ကဖြစ်နေစရာအကြောင်းမရှိဘူးနောက်တစ်ခါ နိုင်ငံရေးခံယူချက်တွေအမျိုးမျိုးရှိနိုင်တယ်နော်ကိုကြိုက်တဲ့ဘက်ကိုကိုကကိုထောက်ခံခဲ့ကြမယ်ထောက်ခံနေကြမယ်နော်ဆိုတော့အာဘာသာရေးဒီလိုပဲကိုကြိုက်ရအောင်ကိုကိုးကွယ်ကြမယ်ဒါရီဒီမြန်မာနိုင်ငံတော်အလံအောက်မှာမိမိရဲ့လွတ်လပ်ပိုင်ခွင့်အရာမိမိကြိုက်နဲ့တတ်တာကိုမိမိရဲ့စိတ်သဘောထားအရာလုပ်ကြတာအေးဒါပေမဲ့ဒီလိုမျိုးနိုင်ငံနဲ့ချီပြီးတော့မှဘေးဒုက္ခနဲ့ရင်ဆိုင်နေရတဲ့အခါမှာကျမတို့တွေကနိုင်ငံရေးအရာမတူလို့ကိုးကွယ်ယုံကြည်ရာဘာသာမတူလို့ မြို့မတူလို့ဆိုပြီးတော့မှတယောက်နဲ့တယောက်နဲ့ဝေဖန်နေရမယ်တိုက်ခိုက်နေရမယ်ညင်းဆိုနေရမယ်အချိန်ခါတွေမဟုတ်ဘူးလူနိုင်ရင်လူကုနိုင်ရင်ကုအဲ့တော့ဘေးဒုက္ခရောက်နေတဲ့သူတွေကလည်းငါတို့ကိုယ်တော့ဖြင့်လာကြတဲ့လက်ကိုနိုင်ငံရေးဆိုရင်လည်းနင်းကအနီလားအစိမ့်လား ဗုဒ္ဓဘာသာလားအစ္စလာမ်လားငါကတော့ဗုဒ္ဓဘာသာမလို့အစ္စလာမ်လားကူရင်မလိုက်ဘူးငါကတော့အစ္စလာမ်မလို့ဗုဒ္ဓဘာသာလားကူရင်မလိုက်ဘူးဟဲ့ငါကတော့အနီမလို့အစိမ့်ကလားကင်ငါကမလိုက်ဘူးဟဲ့ငါကအစိမ့်မလို့အနီလေးလားမကင်နဲ့ငါကမလိုက်ဘူးလို့မရှိကြပါဘူးနော်ကမ်းနဲ့လက်ကိုဖန်ဆွဲကြတာကြည်ပဲဒါကြောင့်မလို့လေအတိဒုက္ခမရောက်ဘဲနဲ့လုကင်းတဲ့နေရာကဒူတွေကလင်း ကိုရဲ့အတ္တဆွဲဝါဒဆွဲတွေနဲ့ကိုထင်ရမြင်ရတွေကိုပြောပြီးတော့မှမလုပ်ကြပါနဲ့သွေးမခွဲကြပါနဲ့သွေးမကွဲကြပါနဲ့เนาะကျွန်တော်တို့တွေကတိုင်းရင်းသားညီကိုမောင်နှမတွေနိုင်ငံတော်အလံအောက်မှာရှိတဲ့အတူလူတွေအတူတူဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးဘီးထုတ်ကရောက်ကြရင်အားလုံးမဲ့အတူတူမျှဝေပြီးတော့မှ တန်းတူညီမြကုနိုင်ရင်ကုပါကဲနိုင်ရင်ကဲပါเนาะဆိုတော့ကိုကဒီဒုက္ခတွေနဲ့မှမရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြောတော့လွယ်တယ်เนาะတခါတလေကြရင်ရှိတယ်မလားအငိုလွယ်တယ်အရှိုက်ခတ်တယ်ဆိုတဲ့ဟာမျိုးပေါ့เนาะဒီလိုလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကတော့သွေးမကွဲကြစေခြင်းမူသွေးလည်းမခွဲကြစေခြင်းမူနေရာတွေလည်းမရှိပါနဲ့စိမ်းနာတွေလည်းမရှိပါနဲ့เนาะအာကာလာတွေအယောင်တွေမရှိပါနဲ့ကိုယ်ကရုံကြည်ရပါသားတွေမကွဲပါနဲ့မြို့ဆွဲ နေရာဆွဲဒေတာဆွဲတွေနဲ့မလုပ်ပါနဲ့เนาะဒါလေးကိုလည်းကျွန်မကအာအထူးမြတ်တာရက်ခံပြီးတော့မှာ ပြောခြင်းဖြစ်ပါတယ်။ကြိုက်တဲ့သူလည်းရှိနိုင်တယ်၊မကြိုက်တဲ့သူလည်းရှိနိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့တွေဒီမြန်မာနိုင်ငံတော်အလံအောက်မှာရှိနေတဲ့မြန်မာနိုင်ငံတော်သူမြန်မာနိုင်ငံသားတိုင်းရင်းသားညီကိုမောင်နှမတွေပဲဖြစ်ပါတယ်နော်။ဒါလေးကိုတော့စိတ်ထဲမှာမွေးပါငါကတော့ဘယ်မျိုးဝမလို့ငါမျိုးလာမထင်နဲ့။အဲငါကတော့ဘယ်မျိုးဝမလို့ဆိုတဲ့အစွဲတွေမထားပါနဲ့နော်။အားလုံးကမြန်မာစကားပြောတဲ့မြန်မာနိုင်ငံမြမကြီးမြမမြီမှာနေတဲ့နိုင်ငံသားတွေအချင်းချင်းအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့တချို့သော ယူသွနေတဲ့မျိုးကန်နေရဲ့စာရင်းယူသွနေတဲ့မျိုးကန်နေရဲ့ဒီစကလုံးတွေပေါ်မှာခံစားပြီးတော့မှအာဂါဒတွေမထားဘဲနဲ့စိတ်မဆိုးဘဲနဲ့မညိုညင်ဘဲနဲ့ကုစရာရှိအောင်လေးတွေလည်းဆက်ကူပေးကြပါလူစရာရှိတာလေးတွေလည်းဆက်လှပေးကြပါဒီလိုမျိုးရင်းနေပြောနေတဲ့ပုံကိုယ်တွေဟာမျိုးဘော်ကဒုက္ခရောက်နေတဲ့ ပြည်သူအားလုံးကိုကိုစားမပြုပါဘူးเนาะပြည်သူအားလုံးရဲ့ရင်နှင်းစကားမဟုတ်ပါဘူးဒါကြောင့်မလို့ကြံတဲ့ညီကောင်မောင်တွေကလည်းအမှတ်မထားပါနဲ့စိတ်လည်းမဆိုးကြပါနဲ့ကူကြပါလူကြပါသွေးလည်းမကွဲကြပါနဲ့သွေးလည်းမခွဲကြပါနဲ့လို့ကျွန်မဒီနေ့ကနေမြေတားရက်ခံတောင်းဆိုပါရစေเนาะကျေးဇူးအများကြီးတင်ပါတယ်